ဆန္ဒတွေကိုဖြည့်ဆည်းပေးသွားမယ်ဆိုရင်ဒီတို့ပြည်ထောင်စုလုံးမဲမီလာဝါရှင်အမှုပညာနယ်ပင်မှာတော့အခုချိန်ထိအောင်မြင်မှုတွေကိုအများစွာရရှိနေပြီးမိတ္တရေရဲ့အပေးမှုတွေကိုအပြည့်အဝရရှိထားတော့နေသူပဲဖြစ်ပါတယ်။နေသူကတော့အခုဆိုရင်အမှုပညာရဲ့ကိုယ်ရည်အတက်တွေစက်တိုင်းရှိုက်ကိုနေရပြီးအခုဆိုရင်နေသူကကနဝင်းငတ်တို့ရောရှင်စကားကြီးနေအခုဆိုရင်နေသူကကနဝင်းငတ်တို့စကားကြီးနေအလုံးရဲ့အပေးမှုတွေကိုအပြည့်အဝရရှိနေပါတယ်။ဒီကနေ့မှာတော့နေသူက ပိတ်တပြည့်ရဲ့တောင်းဆိုနေကြတဲ့ဆန္ဒအတိုင်းအမှုပညာတို့တွေမှာအကောင်းဆုံးကြိုးစားသွားမယ်လို့ဆိုပါတယ်။နေတို့ကတော့အခုဆိုရင်အမှုပညာရိုက်ကူးရေးလေးတွေမှာပိတ်တပြည့်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့အကောင်းဆုံးကြိုးစားလာနေပြီဖြစ်ပြီးသူတင်တဲ့ပိတ်တပြည့်ရဲ့အမြင်ဆန်းအောင်အကောင်းဆုံးကြိုးစားသွားမယ်လို့ဆိုပါတယ်။နေတို့ကတော့ဟာတာကားတွေထဲမှာဆိုရင်ကိုတိုးမဆောင်ဘူးတဲ့တိုးဆောင်တွေနဲ့လည်းရိုက်ကူးသွားခြင်းတယ်လို့ဆိုပါတယ်။နေတို့ကတော့ခုဆိုရင်သူအားပေးနေကြတဲ့ပိတ်တပြည့်အတွက်အကောင်းဆုံးကြိုးစားနေပြီဖြစ်ပြီး ကနဝင်းကတိုးနဲ့ပတ်သက်ပြီးတော့လေနေတူကခုလိုပဲပြပြလာခဲ့ပါတယ်။နေတူကဒီကားမှာတော့အပတ်တရားတွေညောင်းပါတယ်။မလုပ်ဘူးတာတွေကိုလည်းကြောက်ကြောက်နဲ့လုပ်ခဲ့ရတယ်။ကိုကူရိုင်းလည်းတချင်းဆိုပေးရရတော့ပို့ပြီးတော့စူးစမ်းဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့အကောင်းဆုံးစူးစမ်းခဲ့ရပါတယ်ဆိုပြီးနေတူကပြပြလာခဲ့ပါတယ်။နေတူကတော့မတူညီတဲ့ character တွေမျိုးမှာအကောင်းဆုံးစူးစမ်းသွားမယ်လို့ပြောဆိုလာခဲ့ပါတယ်။ အခုရိုက်ခုတ်ချတဲ့စကားလေးမှာတော့နေသူအဦးရွှေရိုးနဲ့တော်မိုးအကောက်အသေးချလေးချင်းတင်ယူခဲ့ရပါတယ်။အဲချောင်းတွေကလည်းနေသူအခုလိုပဲပြပြလာခဲ့ပါတယ်။နေသူအကြည်လည်းရဲ့ရိုးရတလေးလေးကိုတမိုးထားပြီးမြမကလလေးနဲ့ပုံဖော်တင်ဆက်ခွင့်ရလို့ဝမ်းသာမိရပါတော့။ဒါကြောင့်ဦးရွှေရိုးနဲ့တော်မိုးအကောက်အသေးချလေးချင်းခဲ့တာပါ။မြင်းစီးတဲ့အခန်းမှာတော့မြင်းပေါ်ကိုချက်ချောင်းနဲ့အပေါ်ရောက်မှန်းမသိရောက်သွားခဲ့ရတယ်။ဒါလည်းခရိုက်တာရပါ။ အမတ်တရားလေးတွေတော့အများများပါတယ်ဆိုပြီးနေတို့ဟာပြောပြလာခဲ့ပါတယ်။နေတို့ကတော့အခုဆိုရင်ရိုက်ကွင်းတွေမှာကက်ဆယ်စိတ်ရိုက်ကွလာနေရတော့ကိုတွေ့ရပါတယ်။နေတို့ကတော့အခုလက်ရှိမှာအနုပြလုပ်တွေကိုစူးစမ်းလုပ်ကိုင်းနေတယ်လို့ပွဲတွေကလည်းခဏခဏတက်ရောက်ပြီးနေရတာပါ။လာမယ့်ဆက်ကားတွေမှာလည်းနေတို့ဟာကျူလီနဲ့အတူတူရိုက်ကွလာဖို့ရှင်နေပြီးမိတ္တရိကလည်းနေတို့နဲ့ကျူလီတို့ပတ်ဝန်းရိုက်ကွလာကြမယ့်အဆက်ကားကိုစောင့်မျှော်အားပေးနေကြပါတယ်။ဒီကနေ့မှာတော့နေတို့ဟာ ချူလီရဲ့အကြောင်းတွေကိုအခုလိုပဲပြောပြလိုက်ခဲ့ပါရယ်။နေတော့လာမယ့်ဇာတ်ရည်မှာချူလီနဲ့အတူတူရိုက်ကူသွားဖို့ရှိပါရယ်။ချူလီကတော့တယောက်ဆောင်ပိုင်းမှာပြပြကောင်းမှန်သူပါ။ဒါပေမဲ့သူကပရိသတ်တွေကိုလူရာတက်ပို့ပြီးတော့ရာလုပ်ပြချင်နေသူပါ။သူကလည်းကောင်းတဲ့ငူကန်တွေဆိုရင်လည်းတဘာဝကြရည်ဆိုပြီးနေတော့ချူလီနဲ့ရိုက်ကူသွားမယ့်အပေါ်ပြောပြလိုက်ခဲ့ပါရယ်။ နေတော့ရေဒရီဂျာမမေချူနဲ့နာမည်ချင်းနေပြီးစိတ်ဝင်စားခင်နေရပါတယ်ဟော်ရာ series အဖြစ်လူကြိုက်များတဲ့မေချူမှာနေတော့ပါဝင်ရကိုချပြီးအဲဒီပေါ်မှာလေပရိဒရီကအပြင်းနေကြပါတယ်နေတော့ရောမေချူမှာအဓိကစစ်ဆောင်ဖြစ်ပါဝင်ထားပြီးပရိဒရီရဲ့အပြင်းမူရီကိုအပြင်းဝရရှိနေပါတယ် ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပြည့်ချစ်မှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။